ဘာမဘရင်း channel ကနေကြိုးဆိုပါရစေ။ကျွန်တော်တို့ channel မှာနေ့စဉ်ခုလိုအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်လို့နေတောင်းဝင်ရောက်နားဆင်မှုဖိတ်ခေါ်ပါရစေ။ဒီနေ့တင်ဆက်မှုကိုလည်း like ပေးပြီးကိုယ့်ရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်လို့ပြောချင်ပါရစေ။ကဲစာတော်ဇီးကွက်မှာညီနီမြတ်နာမည်လို့စဉ်းစားလိုက်တိုင်းခေါင်းထဲမှာရှုပ်ထွေးပြီးဘဲကနေဘလို့စရမလဲမသိဖြစ်သွားတာမျိုးကြုံဖို့ကြမှာပါ။အခုဒီတင်ဆက်မှုမှာတော့ဖတ်တော်စေးရဲ့နာမည်ကြီးစောက်တဲ့ကအဓိကကျတဲ့အချက်တွေကိုယူပြီးအဲ့ဒီရှုပ်ထွေးမှုတွေကိုရှင်းလင်းပြီးလက်တွေ့ကျတဲ့လက်ညှိုးတွေကိုဖျောင်းတင်ဆက်ပေးသွားမှာပါ။ ဟုတ်ကဲ့ဒီနေ့အဓိကအနေနဲ့အပိုင်း၄ပိုင်းခွဲပြီးထေတော့ပါမယ်ပထမဆုံးအောင်မြင်သူအတွက်အခြေခံစီးမြင့်တွေကဘာတွေလဲဆိုတာကြည့်ကြမယ်ပြီးရင်တော့ယင်းနှမြွနဲ့သူတွေအစ်အမများတဲ့အမားတွေထောင်ချောက်တွေကိုလေ့လာမယ်အဲဒီနောက်မှာတော့ကုမ္ပဏီတစ်ခုတကယ်ကောင်းမကောင်းဘယ်လိုဆန်းစစ်မလဲဆိုတာကိုကြည့်ပြီးနောက်ဆုံးမှာတော့အရေးကြီးဆုံးဖြစ်တဲ့ဇေနုံနဲ့တန်ဟုံးဘယ်လိုကွာလဲဆိုတာကိုနားလည်အောင်ရှင်းပြပေးပါမှာပါကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြအောင်ပတ်တော်စီယာဘာပြောလဲဆိုတော့အောင်မြင်တဲ့ယင်းနှမြွနဲ့မို့ဆိုတော့ နေတိုင်းရဲ့စီစဉ်ဒီပြောင်းနေတာမျိုးမဟုတ်ဘူးတဲ့တကယ်တော့ခိုင်မာတဲ့မဟာဗျူဟာတစ်ခုကိုတည်တည်ချာချာတိဆောက်ပြီးအဲ့ဒီအတိုင်းမဲ့ဆက်ဆက်မဲမဲလိုက်နာသွားတာပါပဲဒါဆိုရင်အဲ့ဒီမဟာဗျူဟာရဲ့အခြေခံအုံမြစ်တီးကဘာတွေဖြစ်မလဲတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါစီမာပြထားတာကတော့အောင်မြင်မှုတော့မရှိမဖြစ်လိုအပ်တဲ့စီမံကားချက်ပါပဲအတူချုပ်ပြောရင်တော့ပထမဆုံးကိုပါကိုဝယ်နေလဲဆိုတာတည်ချာတိဖို့သူတည်တနာလို့ရမယ်ဒုတိယကတော့အဲ့ဒီကုမ္ပဏီမှာတခြားသူရဲ့လွယ်လွယ်နဲ့လက်မလုံနိုင်ပဲအာသာချက် economic mode လို့ခေါ်တဲ့စီးပွားရေးကျုံရှိတာဆိုတာရှားရမယ်။တတိယအချက်ကတော့ကုမ္ပဏီဘလောက်ကောင်းကောင်းဈေးမှာမဝယ်ဖို့ပါ။ပြီးရင်တော့စိတ်ရှည်ရမယ်၊ရေရှည်ကြိုက်ထားနိုင်ရမယ်။နောက်ဆုံးတစ်ခုကတော့အချင်းတကယ်ပြောင်းလဲသွားပြီဆိုရင်ဘယ်အချိန်မှပြန်ရောင်းရမလဲဆိုတာကိုသိဖို့ပါပဲ။ကောင်းပြီ၊စီးမင်းနဲ့ကိုတော့တီးသွားပြီ။ဒါပေမဲ့ဘာလို့ရမလဲထိတာကတပိုင်း။ဘာတွေမလို့ရဘူးလဲဆိုတာသိဖို့ကလည်းအဲ့ဒီလောက်နေပါအရေးကြီးပါတယ်။ အထူးသဖြင့်စိတ်ခံစားမှုတွေဈေးဝက်ထက်ကတရေနေနောက်ကိုလက်ရင်းနဲ့ကြားသွားတဲ့ထောက်ချောက်တွေကိုရှောင်နိုင်ဖို့ကအောင်မြင်ဖို့အတွက်အထူးကကြပါတယ်။ဒီအမားခုနှစ်မျိုးကတော့ယင်းနီမျိုးနံသူတွေရဲ့ပိတ်ဆိုင်ကိုတိတဆိတ်ဖြည့်ဆည်းနေတဲ့အရာတွေပါပဲ။အများစုကလည်းစိတ်ခံစားမှုပုံမှာအခြေခံတာတွေပါ။ဥပမာဈေးဝက်ထိုးချသွားတဲ့အခါကြောက်ပြီးအကုန်ရောင်းချဖြစ်တာမျိုးပေါ့။ဒါမှမဟုတ်ကိုသုံးနေတဲ့ product lead ခုကိုသဘောကျုံနဲ့သူ့ရဲ့စုတ်ကိုဈေးဘယ်လောက်ဖြစ်ဖြစ်လိုက်ဝယ်တာမျိုးတွေပေါ့။ဒီတစ်ခါတော့မတူတော့ပါဘူးဆိုရဲအတွေးကလည်းအန်ဒီရဲ့အများဆုံးတဲ့ကတစ်ခုပါပဲ။ ဆိုတော့အထိခတ်ပြောချင်တာကရှင်းရှင်းလေးပါယင်းနီမြို့နယ်ရဲ့အခေါမှာစိတ်ခံစားမှုနဲ့ဆုံးဖြတ်တာမျိုးထက်ဥနောက်နဲ့ကျိုးချောင်းစီလို့ဆိုတာချင်းချင်းဆုံးဖြတ်ထူပါပဲ။ကောင်းပြီ။အဲ့ဒီစိတ်ခံစားမှုနဲ့ဆိုင်တဲ့ထောင်ချော့တီကိုဘယ်လိုရှောင်မလဲ။အဖေကရှင်းပါတယ်။ခိုင်မာတဲ့တူတေတနာလုပ်ရပါမယ်။ကုမ္ပဏီတခုရဲ့တကယ်အခြေအနေမှန်ကိုနားလည်ဖို့အတွက်မှန်ကန်တဲ့လက်နက်ကိရိယာတွေလိုအပ်လာပါပြီ။အဲ့ဒီထဲမှာအရေးကြီးဆုံးကတော့သူ့ရဲ့အထက်ကအားသာချက်ကပါလဲဆိုတာကိုရှာဖွေခြင်းနဲ့စတင်ရမှာပါ။ ဒီနေရာမှာယင်းနှမြုံနှမှုလောကရဲ့အစွမ်းထက်ဆုံးတို့ဖို့တရားတစ်ခုထိတဲ့ economic mode ဒါမှမဟုတ်စီးပွားရေးကျုံဆိုတာကိုပြောပြချင်ပါတယ်ရှီခိကရဲတိုက်ကြီးတွေကိုကာကွယ်ပေးထားတဲ့ကျုံဒီလိုပါပဲဒါဟာကုမ္ပဏီတစ်ခုကိုပြိုင်ဘက်တွေအလူအတကူဝင်တိုက်လို့မရအောင်နှစ်ပေါင်းမြောက်စွာကာကွယ်ပေးထားတဲ့အားသာချက်တစ်ခုဖြစ်ပြီးတည်ငြိမ်တဲ့အညံ့အဆုံးကြီးရရှိဖို့အတွက်အာမခံရပေးပါတယ်ကဲအဲ့ဒီကျုံကိုရှာဖို့ကုမ္ပဏီတစ်ခုတကယ်ခိုင်မာရဲလားဆိုတာအ깨ဖြတ်ဖို့အတွက် ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုရဲ့ဘာသာစကားကိုနားလည်ဖို့လိုလာပါပြီ။အဲ့ဒီဘာသာစကားကတော့ဘာမှမဟုတ်ပါဘူး။အဓိကကြတဲ့ဗန္ဒာရေးဆိုင်ရာစာရွက်စာတမ်းသုံးခုကိုနားလည်ဖို့ပါပဲ။ဒီတစ်ခုရဲ့ကြွားချားချက်ကတော်တော်လေးအရေးကြီးပါတယ်။ဝင်ငွေရှင်းတမ်း Income Statement ဆိုတာစာရင်းပေါ်ကအမြတ်ကိုပဲပြရတာပါ။ဥပမာ ပစ္စည်းကိုအချွေးနဲ့ရောင်းလိုက်တယ်ပိတ်ဆံမရဘဲကူတမန်စာရင်းထဲမှာတော့အမျက်အဖြစ်မှတ်လိုက်ပြီတမန်ငွေသားစီးဆင်းမှုရှင်းတမ်း cash flow statement ကတော့တကယ်လက်တွေ့ပါကုမ္ပဏီတွေကငွေဘလောက်ဝင်လဲဘလောက်ထွက်လဲ bank account ထဲမှာတကယ်ပိတ်ဆံဘလောက်ရှိလဲဆိုတာကိုပြရတာဖြစ်လို့လုပ်ငန်းတစ်ခုရဲ့အသက်သွေးကျိုးလို့တော့ပြောလို့ရပါတယ်အဲ့ဒါကပဲကျွန်တော်တို့ကိုယင်းနှီးမြှင့်နှံသူတယောက်အနေနဲ့အလေးထားရမယ့်အရေးကြီးဆုံးကိန်းဂဏန်းတစ်ခုဖြစ်တဲ့ free cash flow စီကိုညွှန်ပြပါတယ်ဒါကပါလဲဆိုတော့ကုန်ကျစရိတ်ကြီးအလုံးရှင်းလုပ်ငန်းကျွေပြန်သုံးစရာရှိတာတွေသုံးပြီးတဲ့နောက်မှာပိုလန်ချန်နေတဲ့တကယ်ငွေသားစစ်စစ်ပါ ကြားဟာရှယ်ယာရှင်တွေတကယ်ပိုင်ဆိုင်ငွေဖြစ်ပြီးကုမ္ပဏီတစ်ခုကြားမရဲလားဆိုတာကိုဖျားတဲ့အကောင်စုအညွန့်ကိန်းပါပဲ။ကဲအခုနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ဒါကတော့ဘေးလီရဲ့နောက်ဆုံးတစ်ပိုင်းဖြစ်တယ်လို့အရေးကြီးဆုံးအပိုင်းလို့လည်းပြောလို့ရပါတယ်။စဉ်းစားကြည့်ပါ။ကျွန်တော်တို့အကောင်လုံးကုမ္ပဏီကိုရှာတယ်။သူ့မှာဂျုံလေးရှိတယ်။ငွေသားစီစီမှုလည်းအရင်ကောင်းတယ်။ဒါပေမဲ့အဲ့ဒီကုမ္ပဏီကိုဈေးအများကြီးပေးပြီးဝယ်လိုက်မြင်တော့အရှုံးပေါနိုင်ပါတယ်။ ဒါကြောင့်မို့လို့ဈေးနှုန်းဆိုတာ ਨੇ တန်ဖိုးဆိုတာတခုတည်းမဟုတ်ဘူးဆိုတာကိုနားလည်ဖို့အရင်အရေးကြီးပါတယ်။ဒါဆိုဈေးကြီးပေးဝယ်တာမျိုးကိုဘလို့ကာကွယ်မလဲ။အဲ့ဒီတော့ margin of safety ဒါမှမဟုတ် bacon လုံချုံမှုအနာသက်ဆိုတဲ့သဘောတရားရှိပါတယ်။ဒါကကို့အတွက်အမားလို့မြင်ရင်တောင်းအကာအကွယ်ပေးမဲ့ကြားခန့်နေရာတခုထားတာပါပဲ။ဥပမာတခုပြောရရင် 1990ပြည်လွန်နှစ်တုန်းကကိုကာကိုလာလိုအင်မတန်ကောင်းတဲ့လုပ်ငန်းကိုဈေးအလွန်ကျွမ်းပြီးဝယ်ခဲ့တဲ့သူတွေဟာနှစ်ပေါင်းများစွာကြာတဲ့အထိပြန်ရငွေကစိတ်ပျက်စရာကောင်းခဲ့ပါတယ်။ဒီအတွေ့အခေါ်ကအစ်စ်အဆန်းတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့အနှစ်ပေါင်း60ကျော်ကတည်းကစီးပွားရေးပညာရှင် Evin Fisher ကဒါကိုရှင်းရှင်းလင်းလင်းပြောခဲ့တာပါ။သူပြောချင်တာကဒီနှစ်ပေါင်းနေတဲ့ stock စင်းလုံးကိုမကြည့်နဲ့။ဒီလုပ်ငန်းကအနာဂတ်မှာငွေထားဘလို့ရှာပေးနိုင်မလဲဆိုတာကိုကြည့်။အဲ့ဒါမှသူတဲ့တကယ်တန်ဖိုးအစ်စ်အမှန်ပဲဖြစ်တယ်လို့ဆိုလိုတာပါ။ဟုတ်ပြီ။ theory တွေပြောလာတော့ကောင်းပါတယ်။ဒါပေမဲ့လက်တွေ့မှာဒါတွေကဘလို့အလုပ်လုပ်လဲဆိုတာကြည့်လိုက်ရအောင်။စောက်ထဲမှာတကယ့်လက်တွေဥပမာမှာကောင်းတစ်ခုကိုပြီးထားပါတယ်။အဲ့ဒါကတော့နှစ်ထနှစ်ခုနှစ်တုန်းက advanced micro devices AMD ရဲ့အခြေအနေပါပဲ။ဒီမူရာတွေကိုတုံပြီး AMD ကိုဘလို့ဆန်းစစ်ခဲ့လဲဆိုတာတစ်ချက်ကြည့်လိုက်ကြရအောင်ပါ။ကဲပထမဆုံး company ရဲ့ Bandai ရဲ့အခြေအနေကိုကြည့်လိုက်တယ်။ကြည့်လိုက်တာနဲ့ချက်ချင်းပဲအနီအောင်အလံပြနေတဲ့အချက်တခုကိုတွေးရပါတယ်။အဲ့ဒါကတော့ ဒေါ်လာတစ်တစ်နီးပြားလေးနီးပါရှိတဲ့ကျွေးမိပါဘဲကုမ္ပဏီအတွက်မဆိုတာကတော်တော်ကြီးမားတဲ့ဝင်ထုတ်ဝင်ဖို့တစ်ခုပါပဲအခြေအနေကအဲ့ဒီမှာတင်မပြီးသေးပါဘူးခုနကကျွန်တော်တို့ပြောခဲ့တဲ့ငွေသားစီစဲမှုကိုမှတ်မိကြအောင်မဲ့ထင်ပါတယ် AMD ကပိတ်ဆံနေအများကြီးတုံးနေပေမဲ့ငွေသားကတော့အမြင်နဲ့အနှုတ်ကျနေခဲ့တယ်ဆိုလိုတာကသူတို့တုံးလိုက်တဲ့ပိတ်ဆံတွေကလုပ်ငန်းအတွက်အကျိုးမြတ်ပြန်မဖြစ်ထုံးမှုဆိုတဲ့သဘောပါပဲ ပြီးတော့ company ကိုဥဆောင်နေတဲ့သူတွေကိုကြီးလိုက်ပြန်တော့လေ company ကဘာနာရဲ့ရာအခက်ခဲချိနေတဲ့အချိန်မှာအမှုဆောင်အရာရှိတွေကလာစာကောင်းကောင်းနေရနေတော့ပါပဲဒါကဘာကိုပြလဲဆိုတော့သူတို့ရဲ့အကျိုးစီးပွားနဲ့ share ရှင်တွေရဲ့အကျိုးစီးပွားကတထက်တဲမကြဘူးဆိုတဲ့လက္ခဏာတစ်ခုပါပဲတိတော့ဒီချက်လက်တွေအားလုံးကိုစုပြီးကြီးလိုက်တဲ့အခါကြီးမားတဲ့အကျွေးတွေအနုပ္ပယာနေတဲ့ငွေစားစီးဆင်းမှုမင်းဟုံးထုတ်စရာစီမံခန့်ခွဲမှု ုံကတော်တော်လေးရှင်းထွားပါပြီဒီလိုအခြေအနေမျိုးမှာဒီချက်တွေကိုမသိပဲပိတ်ဆံထည့်လိုက်တာဟာတကယ်တော့ယနေ့မျိုးနဲ့နာမဟုတ်ပါဘူးအန်ဆာတုံးလိမ့်နေရတဲ့ဘာမှမထူတဲ့လွန်ကစားတစ်ခုပါပြီဒါကကျွန်တော်တို့ကိုအကြီးကြီးစဉ်းစားစရာမေးခွန်းတစ်ခုနဲ့ချမ်းသာခဲ့ပါတယ်အခုဒီမူပေါင်းလေးကိုတီးသွားပြီးတဲ့နောက်မှာဈေးကွက်ကိုကြီးတဲ့အမြင်နဲ့ဘယ်လိုပြောင်းလဲသွားနိုင်မလဲကိုကိုကိုပလန်မေးကြည့်ရမယ်မေးခွန်းကတော့ကျွန်တော်တို့ဟာစီကံရှိရှိနဲ့ယင်းနည်းမြောက်နံမှုတွေလုပ်နေတာလားဒါမှမဟုတ် ကန်ရိုဘဲယုံနီလောင်းကစားလုပ်နေတာလားဆိုတာပါပဲဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်